နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်ဝမ်အနီးကစစ်စခန်းမှာဒုံးကျည်တွေတက်ဆင်ရှာထားဖို့စီစဉ်နေကြောင်းအဲ့ဒီစစ်အခြေစိုက်စခန်းကိုတွားရောက်ခဲ့တဲ့ဂျပန်ကကွေရေးဝန်ကြီးကသတင်းထောက်တွေကိုနိုဝင်ဘာလ23ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံဟာတောင်ပိုင်းကျွန်းစုတစ်လျှောက်အင်အားတိုးရှင်းတည်ဆောက်မှုအဖြစ် တူဂျိုကနေမိုင်ပေါင်း1300လောက်ကွာဝေးပြီးထိုင်ဝမ်ကနေ68မိုင်လောက်အကွာမှာရှိတဲ့ယူနာဂူနီကျွန်းမှာတာလက်ပြည့်မြေပြင်ကနေ ဝေဟင်ပြစ်ဒုံးကျည်တွေတက်ဆင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။မချသင်းမီတည်င်းဘက်တွေအတွင်းကလည်းအမေရိကန်စစ်တပ်ကအိုကီနာဝါကျွန်းကနေယူနာဂူနီကျွန်းကို ထောက်ပံ့ရေးပစ္စည်းတွေတည်ယူပို့ဆောင်ဖို့လေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီးလိုအပ်ပါကအဲ့ဒီကျွန်းကိုရှေ့တန်းစစ်အခြေစိုက်စခန်းအဖြစ် ဖန်တီးနိုင်ဖို့ကိုလေ့ကျင့်ခြင်းဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေကဆိုပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကအစိုးရရဲ့နိုဝင်ဘာလ23ရက်နေ့ထုတ်ပြန်ချက်မှာ ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့မှတ်ချက်တွေအပေါ်မှာပြည်တင်ပြောဆိုခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့ကပြီးဆုံးခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာဂျပန်ဝန်ကြီးချုပ်ဆာနေတာကာအီရှိကအဲ့ဒီအစည်းအဝေးကိုတက်ရောက်လာတဲ့တရုတ်ဝန်ကြီးချုပ်လီရှန်နဲ့တွေ့ဆုံဆွေးနွေးခြင်းမရှိခဲ့ပါဘူး။